မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းနဲ့တကွ ကဘာသူကဘာသားတွေအားလုံးတဘဝပြည်ရန်များကကျင်းစင်လွင်ပြောက်ပြီးကကြီးသုံးပါးမှချောနိုင်လွှမ်းနိုင်တဲ့ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်ဒီဖြစ်ကြပါစေလို့ရှေးဦးစွာကိုဒေါက်တာဆောယုနှင့်တကွတပည့်များ ဖွဲ့များကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင် အားလုံးပဲအေးချမ်းကြပါသည်ပျော်ရွှင်ကြပါသည်ကျမ်းမာကြပါစေချမ်းသာကြပါသည်ရှင်အခုကျွန်မပြောပြမှာတော့မကြာခင်နှစ်သက်ကူတော့မြတ်1389ပါဘယ်နေ့သားသီးလေးတွေကကံရဲ့အချိုးပေးကြနည်းနည်းကံကောင်းမင်းအတချို့တွေကမများကံကောင်းမင်းချို့တော်ဒီပိုင်းမှာနည်းနည်းလေးညံ့နေတာလေးလေးတွေရှိတတ်တာလေးကိုပြောပြမှာဖြစ်ပါတယ် အဲ့လိုကောင်းတဲ့လူတွေရှိတယ်လို့နင်းနေညံ့တဲ့လူတွေလည်းရှိတဲ့အခါမှာကံကောင်းတဲ့လူတွေကတီးတဲ့တီးနဲ့ပို့ပြီးကံကောင်းသွားအောင်လှူနှံတိုင်းနှံအောင်ဒါနတွေပြုနှံ့အောင်အတွက်လည်းထပ်ဆင့်ပြီးကံတရားကိုပံ့ပိုးပေးမယ်အစီရင်ဆိုတဲ့ရည်ရွယ်လေးတွေကိုလည်းပြောပြပေးမှဖြစ်ပါတယ်ထို့အတူပဲညံ့နေဆိုတဲ့နိနံသားလေးတွေအတွက်လည်းသူ့ကံကိုကံကောင်းအောင်သူပြုတ်လိုက်တဲ့ကံဆိုတာကံမပါပဲကံမဆိုအလုံးလို့ဆိုလိုတာကိုရှင်း သူတို့အဲ့လိုကံလေးကံမလေးပြန်ကောင်းသူတို့ဘာလေးလှူဒန်းပေးမယ်ဘာလေးကိုကုသိုလ်ပြုမယ်ဒါနပြုလိုက်မယ်ဆိုရင်ညံ့တဲ့လူတွေအားလုံးကလည်းဒီတက်နှစ်တွဲမှာကံကောင်းပြီးပျော်ရွှင်ရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်လေအခုပြောမဲ့1389ဆိုရက်မြန်မာတက္ကီရကြီးကိုကျမတို့မဟာဗုဒ္ဓညာအရာပေါ့ရှင်နော်ပညာဖြစ်တဲ့နော်ဒီခုနှစ်နှစ်သားတွေရဲ့ ခုနှစ်နှစ်နေကိုခုနှစ်နဲ့စားလိုက်တဲ့အခါမှာမဟာဘုတ်နေရာမှာတစ်လေးကျွင်းပါတယ်ရှင်တစ်ကျွင်းနဲ့နှစ်လို့ပြောရပြီစနေနဲ့တစ်ကျွင်းနဲ့ဆိုတာတနင်္ဂနွေနံဟာဒီမဟာဘုတ်ရဲ့ဘင်္ဂရဲ့နေရာမှာရောက်ရှိနေတာမျိုးဖြစ်ပါတယ်ထို့အတူပဲတင်းတဲ့ထဲမှာအောင်လန်တလူလူထူမှာတော့စနေသားသမီးတွေဖြစ်ပါတယ်ရှင် စနေသားသမီးကအထုံးနေရာမှာရောက်ရှိပြီးအင်္ဂါသားသမီးတွေကတိုက်ဆိုတဲ့ နော်နေရာဌာနလေးမှာရောက်ရှိပါတယ်ဒီချိန်မှာပဲတောက်ကြသားသမီးတွေကရာဆဆိုတဲ့နေရာမှာကိန်းနေရာမှာတည်တတ်နေပါတယ်ကြာပြေးသားသမီးတွေကတော့ဒီနှစ်ကအဓိပတိဆိုတဲ့နေရာမှာရောက်ရှိပြီးအဲ့ဒီနေတန်သားတွေအလုံးဟာနည်းနည်းလေးလုံရင်များများဖြစ်မယ်များများလုံလို့ရှိရင် အထွတ်ထိပ်ရောက်နိုင်တဲ့ကိန်းတွေဖြစ်ပါတယ် အနာရောဂါတွေပဲရှိရင်တော့ဆေးကုသရင်ပျောက်နိုင်တဲ့နေ့နှံသားတွေဖြစ်ပါတယ်။ထို့အတူပဲကျွင်းအကျွင်းဖြစ်တဲ့တနင်္ဂနွေသားသူတွေကတော့နည်းနည်းလေးညံ့နေအဲ့ဒီလိုပဲဗုဒ္ဓသားသမီးတွေဗုဒ္ဓသူဆိုတဲ့ဂျိုကလည်းဒီနှစ်ကမဟာဗုဒ္ဓပန်မရဏဂျိုဆိုတဲ့နေရာလေးမှာကတ်နေတဲ့အတွက်နည်းနည်းလေးညံ့ပါတယ်။ဒါအပြင်ဗုဒ္ဓသားသမီးတွေဟာဒီနှစ်ဗမာကောစာမှာ1389မှာ အတာတက်တဲ့နေ့ဟာဗုဒ္ဓဖူးနေ့ဖြစ်တဲ့အတွက်ဗုဒ္ဓသားသမီးတွေအတာစားတယ်လို့ရှေယုထုံးလှန်ရမှတ်ယူခဲ့ပါတယ်ရှင်။ဒါကြောင့်ဗုဒ္ဓသားသမီးတွေဟာဒီနှစ်မှာကိုယ့်ရဲ့မဟာဘုတ်ငုတ်ပဲနဲ့ဒီနှစ်1389ကကမဟာဘုတ်ကျင်းမှာမရဏဂျုံမှာရောက်ရှိနေတာကတစ်ချက်နည်းနည်းညံ့နေအတာတင့်တဲ့အတွက်ကနည်းနည်းလေးညံ့နေအဲ့ဒါလေးကိုအများကြီးနည်းနည်းလေးဖြည့်ပေးလိုက်ရင် ကန်ကောင်းတော့မှာဖြစ်ပါတယ်ထို့အတူပဲတနင်္လာသားသမီးတွေကတော့ဒီတစ်နှစ်အတွင်းမှာကောင်းစရာရှိလဲကောင်းလက်ဆိုးစရာရှိလဲဆိုးလိုက်နဲ့သူကံကိုသူမထိနိုင်တာမျိုးနဲ့ဆိုရင်နည်းနည်းညံ့သွားတာမျိုးဖြစ်တတ်တယ်သူကံကိုသူအလုတ်ကိုသူကောင်းကောင်းမှုနဲ့အကောင်းကြီးနဲ့ဖန်တီးလိုက်မယ်ဆိုရင်တနင်္လာသားသမီးတွေလည်းကောင်းတဲ့အထက်မှာဝင်သွားမှာဖြစ်ပါတယ်ရှင်အဲ့တော့စပြောပါတော့မယ်စနေသားသမီးတွေ ဒီနှစ်ကစနေသားသမီးတွေဟာကျမတို့အင်္ဂါဝိဇာတိုင်လို့ပြောမှာပေါ့နော်အဲ့တိုင်မှာဇီဟန်ဆိုတဲ့အောင်မြင်မှုဂျိုးမှာစနေသားသမီးတွေကရောက်နေပါတယ်အဲ့တော့စနေသားသမီးတွေကဘာဖြစ်မလဲဆိုတဲ့အကြောင်းအရာတွေကကိုလုတ်တဲ့လုပ်ငန်းတွေကအောင်မြင်မှုရရှိတတ်တယ်အဲ့လိုအောင်မြင်မှုရရှိတဲ့ရှိန်ကိုပဲနောက်ထပ်ပံ့ပိုးကူညီပြီးလာရောက်ပြီးဆက်သွယ်ပြီးအလုပ်လုပ်မဲ့လူတွေလည်းပေါ်လာတတ်ပါတယ် ဒါကြောင့်အရာရာကိုအောင်မြင်နေမဲ့အချိန်ဖြစ်ပါရဲ့ရှင်။အောင်မြင်ခြင်းနဲ့တူလူဟာပင်မနာနေနေရတူးတက်တာ များပါလိမ့်မယ်။ကျမ်းမာရေးလေးလည်းကောင်းမွန်နေပါလိမ့်မယ်။သူတစ်ဖက်သားကိုလည်းကူညီနိုင်တဲ့သူဖြစ်ပါရဲ့။ဒါအပြင်မိမိရဲ့ဂုဏ်သတင်းကြော်စောခြင်းပြည်ပသွားဖို့လှုပ်ထားတဲ့ကိစ္စကြီးများရှင်ပြည်ပကိုလွယ်လွယ်ကူကူချော့ချော့မွေ့မွေ့နဲ့ရောက်ရှိတာမျိုးကြုံရတတ်ပါရဲ့။ဝန်ထမ်းတွေဖို့ကတော့ ိမိလုပ်တဲ့လုပ်ငန်းမှာမိမိမျှော်မှန်းတဲ့အစင်တန်းတစ်ခုထိကို ရောက်သွားနိုင်မှလိမ့်မယ်ရှင်။ဒါကြောင့်လဲမိမိရဲ့အောင်မြင်မှုကိုဂုံယူတဲ့အနေနဲ့စနေသားသမီးတွေဟာညစမ်းတဲ့နေ့မှာတေယောကမွန်းနဲ့ခေါင်းလျှော်မင်းလျှော်ပြီးလိုက်တာနဲ့နော်မိဘဆရာသမားသူတမေကိုပဝင်ချင်မှရှိတဲ့ဆရာသမားတွေကိုကိုချစ်ခင်တွေ့တာနေတဲ့နော်ဆရာသမားတွေအဲ့လူတွေကို one table လေးကျွေးလိုက်ပါရှင်အစားအသောက်လေးနဲ့ဧည့်ခံလိုက်ပါအဲ့ဒီတစ်နှစ်လုံးဟာစနေသားသမီးတွေအတွက်မိမိရဲ့ကုလူရဲ့ကောင်းတဲ့အကြောင်းအရာရဲ့အဲ့လိုကျွေးမွေးပြုလုပ်တဲ့ကုသူကံကြိုးအားကြောင့်ဒီတစ်နှစ်လုံးမှာလက်မထောင်ပြီးလူမာထင်ရှားချမ်းသာများသောမဲ့စနေသားသမီးတွေဖြစ်ပါတယ်ရှင်ထို့အတူပဲတောက်ကြသားသမီးတွေဟာရာစားဆိုတဲ့မဟာဘုတ်ကတည်နေတဲ့အတွက် ဒီနှစ်ထက်မှာမင်းစိုးရာဆိုင်နဲ့ပတ်သက်ပြီးချင်းမြေနာမျိုးကျုံ့ထက်တယ်။နောက်တစ်ခုကအိမ်အောင်ရေးလူမှုရေးအချစ်ရေးတွေမှာကံကောင်းနေမဲ့အချိန်လေးဖြစ်ပါတယ်ရှင်။ကိုလုတ်တဲ့ကိစ္စတွေကိုအရင်ကတွေးဆုံပြီးတော့လူတရားကိုအလုတ်အစ်စ်မှာစတွေ့တဲ့လူတရားကိုအားလုံးကူညီဖိမမဲ့အချိန်ကာလဖြစ်ပါတယ်။ ခยีတွေလည်းတွားတတ်တယ်ခยีကောင်းတွေဖြစ်ပါတယ်ရှင်ထို့တူပဲကိုလုံးနေတဲ့ကိုရဲ့အကြီးကဲဒါမှကိုနဲ့ပတ်သက်တဲ့အကြီးကဲဒါမှမဟုတ်ကိုတခုအလုံးလုံးဖို့တဲ့တွားရောက်တဲ့အခါမှာအဲ့ဒီလုံးနဲ့ပတ်သက်တဲ့အကြီးကဲတွေကတောက်ကြထားသမီးကိုကုညီဖို့အသင့်ဆောင်နေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်လဲနှစ်ဆန်းတည့်ရက်နေ့မှာ တောက်ကြသားသမီးတွေဟာတယောကမုန်းနဲ့ခေါင်းစည်းမင်္ဂလာပြုလုပ်ပြီးလိုက်တာနဲ့အကြီးအကဲတွေကိုကတော်ချင်းရင်မှန်းရိတ်လှူဒန်းခြင်းများပြုလုပ်ပေးလိုက်ပါ အများကြီးချစ်ခင်ဆောင်းရှောက်မှုကိုခံစားမှာဖြစ်ပါတယ်ရှင်ထို့တူပဲဇာတိသားသမီးတွေဇာတိသားသမီးတွေဟာမဟာဘုရားမှာကြီးလိုက်တဲ့အခါမှာအဓိပတိချိုမှာကြီးဆိုးနေတယ်ရှင် အဓိပတိဆိုတော့ဒီတစ်နှစ်တော့မှဒါရီကတော့တစ်နှစ်စာတစ်နှစ်စာပေါ့ဒီတစ်နှစ်တည်းအကောင်းကြီးအဆိုးကြီးကိုသူခံစားရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီစာပေသားသမီးကြီးကအဓိပတိဂျိုမှာရက်တည်နေတဲ့အတွက်သူဟာကောင်းတဲ့အကျိုးတွေအများကြီးခံစားပါတယ်ဒီနေ့ထမငွေရလည်းအများကြီးအများကြီးဝင်လိုက်ပါလိမ့်မယ်အဲ့လိုဝင်ချင်းတဲ့သူငွေရလည်းရေကိုခတ်ချိုးလိုက်တယ်လို့ပဲဝေါ်ခနဲ့ဝေါ်ခနဲ့ပြန်ထွက်သွားပါတယ်ရှင်ဒါပေမဲ့လေဒါဟာအလဟတ်တထွက်တာမျိုးမဟုတ်ဘဲနဲ့ အလုတ်တစ်ခုတည်းကိုထပ်မှန်ပြီးရင်းနှီးမြှုပ်နှံဖို့အတွက်ကြံစီပြီးလုပ်ရင်ပူပြီးကောင်းပါလေရှင်ထွက်မဲ့အတူတူအလုတ်ထဲကိုရင်းနှီးပြီးထည့်စေချင်ပါတယ်ကိုလုံတဲ့အလုတ်ကိုတွတ်တက်အောင် ဆောင်ရွက်စေချင်ပါတယ်ကျမကြီးကလည်းနည်းနည်းတော့ခြူချတဲ့ခြူချတတ်ပါတယ်ဂယုစိုက်လိုက်ပါအထူးသဖြင့်ကြာပရိသသမီးတွေကမတော်တဆထိခိုက်ဒဏ်ရတတ်တယ် လုတ်တဲ့အလုံမှာတော့နည်းနည်းအတိုက်ခိုင်ပြိုင်ဘက်ပေါ်တတ်တယ်။ကိုလုံနေတဲ့နေရာကိုလုံငန်းဆနေတဲ့နေရာကိုပဲတခြားတယောက်ကဝင်ယူချင်တာမျိုးကိုပဲလုတ်တဲ့လုံငန်းဆိုလေအနားမှာတယောက်ကအတိုက်ခိုင်ပေါ်လာတာမျိုးကြုံရတတ်တယ်။ဒါပေမဲ့လည်းစိတ်မပူပါနဲ့ရှင်။ကံကောင်းတဲ့နှစ်ဖြစ်တဲ့အတွက်အဲ့ဒီအញ្ញံခိုက်တီးပြေပြောင်းစီအောင်နွားနို့ရေတည်တည်တမျိုးရွေးရေကိုနေ့တိုင်းသုံးမဟုတ် ကြာပြီးနေ့တိုင်းလှူဒန်းပေးမယ်ဆိုရင်ကောင်းမဲ့ဟာတွေကဇက်တိုက်ဇက်တိုက်ကောင်းပြီးညံ့မဲ့အရာဝတ္ထုတွေညံ့မဲ့အကြောင်းအရာတွေဟာအလိုလိုပြေပြောက်သွားပါလိမ့်မယ်ရှင်ဒီလိုလှူဒန်းပေးခြင်းဖြင့်ကိုယ့်ရဲ့ကံတရားကိုမြင့်တင်ပေးလိုက်ပါဒါကြောင့်လဲခေါင်းစည်းမင်္ဂလာပြုလုပ်ဖြစ်အောင်လှူလိုက်ပါ ပြုလုပ်ပြီးလိုက်တာနဲ့ညစံတည့်ရက်မှာလှူဒန်းပွဲပစ္စည်းနှီးနဲ့ငွေကြီးအခက်အခဲရှိတဲ့သူတွေ အဝေးစားချိုးတဲ့တဲ့လူတွေကိုကူညီပေးလိုက်ပါအထူးသဖြင့်လမ်းပြီးမှာရှိတဲ့တောက်ရီအိုးစင်လေးတွေကိုကိုကအစ်စ်လဲပေးခြင်းအစ်စ်ဆောက်တီးပေးခြင်းရေများ မကြခဏဖြည့်ပေးခြင်းဖြင့်ကြာပြီးသားသမီးတွေဟာအညာခိုက်တီးပြေပြောင်းပြီးကောင်းချိုးချမ်းသာတွေရရှိသွားမှာဖြစ်ပါရဲ့ရှင် လာပါပြီအခုကတော့ကျမတို့ဗုဒ္ဓဖူးသားသမီးတွေ ရာဟုလည်းပါတာပေါ့ရှင်နော်ဘုထုသာသမိတွေဟာဒီနေ့မှာတာစားတယ်တာစားတယ်လို့ခေါ်တယ်တာစားတာဘာလဲဆိုတော့အတာတက်တက်နေပါမွေးဖွားတဲ့လူတွေကိုအတာစားတယ်လို့ခေါ်ပါတယ်သူတို့ကဘာဖြစ်တတ်လဲဆိုတော့အတာစားတဲ့လူတွေကနင်းနေအခက်ခဲလေးတွေအကျက်တဲလေးတွေနင်းနေတွေ့တတ်တယ်သူသူတစ်ဖြင့်ကျမ်းမာရေးကိုနင်းနေကူးဆိုင်တယ်နေ ီဗုဒ္ဓဖူးဟာဒီနှစ်ကဗုဒ္ဓဖူးညံ့တာလဲပါတယ်ထို့အတူပဲမိမိမွေးတဲ့ဖွားတဲ့ရက်နှစ်ကလည်းဒီလိုနဲ့တကျွင်းပြီးနော်တက်ကိတက်ကိကိုခုနှစ်နဲ့စားပြီးတကျွင်းတဲ့နှစ်တကျွင်းတဲ့နှစ်တမားတွေပူပြီးကူးဆက်ရမယ်နှစ်ထပ်ကွမ်းညံ့ပါတယ်ရှင်။ဘာဖြစ်လို့ဆိုဒီနှစ်ကဗုဒ္ဓဖူးမတနာကြတာရေကိုမွေးဖွားခဲ့တဲ့ဇာတာကွင်ရ ဘုရဟုရတဲ့မရဏမှာကြာနေတဲ့အတွက်ပို့ပြီးတော့နည်းနည်းနှစ်ထပ်กว่าနည်းနည်းလေးညံ့တတ်တဲ့အထူးကိူးဆိုင်တဲ့ကာလဖြစ်ပါတယ်။ဒါတော့ကျမတို့ရိုးရမြမနီးနေနေပေါ့ရှေယိုးစင်လာဆိုတော့လေကျမတို့ကပယ်ဖြတ်လို့မရဘူးရှင့်အတာအိုးကိုကြိုကြပါတယ်။ဆရာတော်ဖျားကြီးတွေကတော့ပြောပါတယ်အတာအိုးဟာစွန့်ပြင့်တင့်ပြီးလို့ပြောတယ်ဒါမြင့်ကျမတို့မြန်မာတွေကအယိုးဆွဲနေအားလေးမှမကျူလိုက်ရရင်တခုဖြစ်အောင် အာအတာပန်းမချိုလို့ဆိုတဲ့နမိတ်လေးတွေဖြစ်တတ်ပါတယ်လုံနိုင်တဲ့လူကလုံပါ လုံချင်တဲ့လူတွေကလုံပါအယိုးဆွဲနေတဲ့လူတွေလုံပါမတားပါဘူးเนาะဒါပေမဲ့အတာချိုတဲ့ဦးဟာဘာမှတော့အပြစ်မရှိနိုင်ပါဘူးရှင်လုံတင်ပါတယ်လို့လောကီအနေနဲ့ပြောတာပေါ့ရှင်လောကုတ်တရားတော့မပါဘူးပေါ့အဲ့တော့အတာအိုးလေးကိုကိုယ်တိုင်ချိုရတယ်ရှင်တပည့်ဖယ်မိသားစုတွေရှိနေလို့ရှင် တခြားမိသားစုတွေကမိသားစုဝင်တွေကတသက်အတာတအိုးကြွရတယ်။ဘုရုသားသမီးကကိုယ့်အတွက်ကိုတသက်တအိုးကြွရတယ်။အတာကြွတဲ့နေ့မှာအဲ့လိုကြွတဲ့အခါမှာလဲသူ့အတွက်အကောင်းဆုံးဖြစ်တဲ့မိစာရွက်ကလေးလက်တဆုပ်ကိုပအောင်ထည့်ရပါတယ်ရှင်။နောက်ရှေးရိုးတွေကရှေးကျန်းတွေကပေါ့နော်။တအားတူအတာအိုးကိုကိုယ်တိုင်ကြွမယ်ဘုရုသားသမီးတွေကနောက်တစ်ခုကအတာထမင်းအတာဟင်းစားတတ်ပါတယ်။တချံထဲမှာအတာထမင်းအတာဟင်းတွေ ရောင်းနေဆိုင်နေရှိပါတယ်ကို့ဖွာကိုလည်းစားနိုင်ကောင်းပါတယ်ရှင်အဲ့တော့မရဏကျွေးတကူကဘာဖြစ်နိုင်လဲဆိုတော့ကျမ်းမအင်းနေနေညံ့မယ်တခါလေအဆွတ်ဆွဲပြောဆိုတော့ခံရတတ်တယ်လမ်းတော့လည်းမထင်မှတ်ဖက်နဲ့ထိခိုက်ထန်ရတတ်တယ်သူ့ကိုရေရွယ်ပြီးပြောတာတော့မဟုတ်ပြီတခြားတယောက်ကိုရေရွယ်ပြီးပြောတဲ့စကားတွေဟာ သူ့ကိုလာထိကြိုက်တယ်လို့ဖြစ်နေတာကြောင့်သူ့မှာ feeling တွေနေနေပို့ပြီးများတဲ့အချိန်မျိုးဖြစ်တာပေါ့ဖြစ်တတ်တယ်မဖြောင်းနေမှာပေါ့နော်အဲ့တော့ breathing ပြီးတာလို့ GTR တို့လောက်တာလို့ဆိုတာလုံးတင်ပါတယ်ရှင်ဘာပဲပြောပြောစိတ်ကစိတ်တက်ခွန်အောင်အောင်လေပြီးတဲ့နဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒါကြောင့်လေအတာတင်တဲ့လူတွေကအတာထမင်းအတာအိုးကိုကျူပြီးပါအတာထမင်းအတာငှင်းကိုစပြီးပါ ထို့အတူပဲအတာတက်တဲ့အချိန်ဒါတက်တဲ့ဆိုတချံတက်တဲ့အချိန်ဒါလူတိုင်းအသိပါတယ်နော်အကြီးဘုဒ္ဓဖုနေ့မနေ့ဆယ်နာရီ52မိနစ်20စက္ကန့်ဟာအတာတက်ပါတယ်အဲ့ဒီအတာတက်တဲ့အချိန်မှာဘာလို့ ਆ လဲဆိုတော့အတာစားခံရတယ်အတာစားခံရတယ်ဆိုတာကအတာတက်တဲ့အချိန်မှာကိုတို့ ဘာလို့ ਆ လဲဆိုအတာမတက်ခင်ပေါ့ဆယ်နာရီ52မိနစ်ဆိုတော့ကျွန်မ10နာရီ10မိနစ်လောက်ထဲရရေမိုးချိုးမယ်ဖျားဖို့ကျွန်မတို့တစ်တီးတွေပန်းနေစီမီတွေအမှုတွေနဲ့ပူစောပါကိုကြိုက်တဲ့ဥစ္စာရဲ့ပူစောဘာမှဆူဆူဝေးဝေးခုနင်းတိတ်ပြီးမစင်းစားပါနဲ့နော်တကယ်လုတ်တဲ့နာကအဲတတိပန်းရေချာရှင်မီးတွေနဲ့ဖျားအောင်ဆယ်နိုင်လောက်တည်းပူစော်ထားတာပေါ့ပူစော်မယ် ပူဇော်ပြီးနော်ရေသဒါခုနှစ်ပါးစီရင်၍လို့ကျမ်းနေ့ထဲမှာပါပါတယ်အဲရေသနာခုနှစ်ပါးကိုစီရင်ရဲဆိုတာအခုချိန်တော့မသိဘူးပေါ့ရှင်အရင်တော့ကကျမတို့ဘိုးတွေဘွားတွေလို့ဆိုလုတ်တက်တယ်လင်မန်းလေးတဲကိုရှိတဲ့အိမ်မှာရွှေငွေတွေပေါ့ရွှေတွေပေါ့တေချာစီကြောပြီးဖေးလင်မန်းလေးတဲထက်ဖျားကိုကတ်တာကိုအဲ့ချိန်မှာလုတ်တယ်လို့ပြောတယ်အတာတက်တဲ့အချိန်မှာအာရေသနာခုနှစ်ပါးစီရင်လို့ပြောတယ် ဒါမင်းလည်းအခုခက်ကတော့နည်းနည်းလေးကိုလက်ထဲအသားနဲ့ထိထားပြီးဝှက်ထိုင်နေပြည့်စုံပါတယ်ရှင်။ရေတတာခုလက်ပါစီရင်ပြီးနော်အသားတင့်ရပေါ့အဲ့မှာကဟစာဖွင့်ရအရလူခေါ်တဲ့အရှိမြောက်ရောက်ကိုလှဲ့ပြီးတော့ခေါင်းလေးမောပြီးအတာစားခံလိုက်ပါအတာတက်တဲ့အချိန်မှာလိုရမှာနော်အတာတက်တဲ့10နာရီ40မိနစ်20စက္ကန့်အဲ့တော့10နာရီ40မိနစ်လောက်တည်း30လောက်ထက်ရ ထိုင်မယ်ထိုင်မြခေါင်းလေးမော့ထားမယ်52မိနစ်နဲ့20စက္ကန့်ကျော်တဲ့ဒီအဲ့ခေါင်းလေးမော့ပြီးအတာစားခံလိုက်ရင်ခေါင်းလေးမော့နေလိုက်မယ်ဆိုရင်ဒီနေ့မှာအတာစားရဲဆိုတဲ့အရာဝတ္ထုကြီးဟာသူ့အတွက်ကြောက်เสียရအကြောင်းအရာမဟုတ်ပဲဖြစ်သွားပါလိမ့်မယ်ရှေ့ချမ်းကြီးကဒီလိုဆိုတယ်ကျမတို့ကဒီလိုပြောတယ်နော်ဒီလိုပြုပြင်နေထိုင်လိုက်မယ်ဆိုရင် လောကကြီးမှာတိတ်ပြီးကြောက်စရာတို့ဘာလို့စားမရှိနိုင်ပါဘူးရှင်ကိုကိုလည်းယုံကြည်တဲ့သဘောနဲ့တည်တည်ချာချာလေးလေးနက်နက်လှုပ်ဖို့တော့လိုတယ်အာတချို့ကလှုပ်ပါလို့ပြောတယ်တချို့ကမလှုပ်ပါဘူးပြောတဲ့အတွက်အလိုကောင်းလို့မလိုကောင်းဘူးစိတ်ထဲမှာမထားပါနဲ့လှုပ်ချင်နေဆိုရင်တကယ်လှုပ်ပါတကယ်ကောင်းတာကြီးဖြစ်မှာပါနေနေလေးကိုစိတ်လေနေတယ်ဘာညာဆိုမလုပ်လဲမလုပ်ပါနဲ့ဘာမှဖြစ်ရင်ဘာမှဖြစ်ဘူးရှင့်နော်ဖြစ်လာရင်တော့ဟာငါဒါကြောင့်လားလို့ဆိုတဲ့ဥစ္စာလို feeling တော့မဝင်နဲ့ရှင့် နော်ဆိုလိုတာကလုံဆန်ချီတာလုတ်ပါ စိတ်ထဲမှာရေတံပြီးကျွန်တော်တို့မကောင်းတာဘာမှပါဘူးလေဖေအောင်ဆွန်းလို့တင်တယ်တတိတွေကတ်တယ်နော်ကျွန်မတို့ဂျင်းနာခုနှစ်ပါးရင်းနဲ့ကတ်တယ်နော်လူပဲပြစ်စီနေလူတာကြာချင်းညရင်ကောင်းချိုးလို့ဘာလို့ပဲရမှာပါနော်ကြံထာလေးကတော့ကိုကိုပြုတ်ပြင်ပြောင်းလဲနေထိုင်မျိုးနဲ့နေလိုက်မယ်ဆိုရင်ဘုဒ္ဓတော်မြေတာစားတာဘာကြောက်စရာရှိလဲရှင်ဂိမ်းနေခန်းနေရောဒီလိုလှုပ်ဖြစ်တတ်တယ်ဒီချိန်မှာ အဲ့လိုမဖြစ်အောင်ဒါလို့ပါလို့တခါ answer ဆိုတခါပါပြီးသားနော်ကျမလူတွေချမ်းသာစေချင်ပါတယ်သူဖြစ် popular ပြည်သက်တွေကျမ်းမာချမ်းသာစေချင်တဲ့အတွက်နော်ဒီလိုအကြံဉာဏ်လေးပြတာဖြစ်ပါတယ်နော်ကံကောင်းကြပါစေရှင်အဲ့တော့ဘုရုသမီးတွေကအတာစားပြီးလိုက်တာနဲ့ဒီတနှစ်လုံးမှာကျမရဲ့ဒီဆက်ရမယ့်အတွက်သူစားခြင်းတဲ့အကြောင်းသူများစီကနည်းနည်းတောင်းစားရဖြစ်စတိဖြစ်ဖြစ်ဟဲ့ငါ့ကိုဒါလေးနည်းနည်းကြွေးပါဟဲ့ ငါဒါလေးနင်းနဲ့စားကျင်လို့ပါဆိုတောင်းစားလိုက်ပါနောက်မိနေတဲ့တွေရှိတယ်ရှင့်မိနေတဲ့ဆိုတော့ကိုယ်အိမ်မိသားမှာအိမ်ကလေးမိဖွားရံပဲဖြစ်စစ်မိဖွားရလို့မရှိဘူးဆိုရင်ကျမတို့ဟိုကျမခန္ဓာလို့ကျမတို့မိဖွားတဲ့နေရာဒီမှာအများကြီးပါနော်ဟိုဟိုစေးနေစေးနေမှာကလေးမိဖွားတကယ်လှူချင်တယ်ဆိုတော့အဲ့ဒီကျမခန္ဓာလို့ပြောတယ်ကျမတို့ပါလဲအမျိုးသမီးတာဖွားစေးယုံကြီးမှာဆိုကလေးမိဖွားလို့အများကြီးပဲစမ်းတဲ့အနေမှာကျမတို့အဲ့လိုသွားသွား စုတတ်ပါတယ်အမစားစရာပဲရှင်စားစရာလေးတွေပူပူနွေးနွေးတော့အာကျသားလေးနဲ့ထမင်းလေးနဲ့အာဒီခောက်ဆွဲကြော်လေးနဲ့ခလေးလေးတွေ့ဆိုလို့ရှင်ဥကောင်းနဲ့ပတ်သက်တာပေါ့အဲအုတ်ထုတ်လေးတွေနော်အင်းချီလေးတွေကိုလှူပေးလိုက်ရင်လည်းဗုဒ္ဓသားသမီးတွေကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်ရှင်မရဏအချိုးရဲ့ဒါစားတဲ့အချိုးတွေဟာတဖြည်းဖြည်းနဲ့လွင့်ပြောက်သွားမှာဖြစ်ပါတယ်ထို့တူပဲအင်္ဂါသားသမီးတွေ သူ့ရဲ့မူလနေရာမှာတိုက်မှရှိတယ်။တိုက်ဆိုတဲ့နေရာကလုံလုံချုံချုံလေးရှိ။မိသားစုကိုလည်းသူကအခုညီပေးနိုင်တဲ့အချိန်ခါမျိုးဖြစ်နေတတ်တယ်။သူများရဲ့အတိုက်ခိုက်တွေကိုလည်းဖျက်ရှားနိုင်တဲ့အချိန်ဖြစ်ပါလေ။ဒါကြောင့်လည်းဒီနှစ်မှာခေါင်းစည်းမင်္ဂလာပြုလုပ်ပြီးတာနဲ့ဆရာသမားတယောက်စီကလက်ဆောင်ပစ္စည်းလေးများတစ်ခုလက်ဆောင်ရခဲ့ရင်အင်္ဂါသားသမီးတွေ အလွန်အလွန်အောင်မြင် ချမ်းသာရမယ်နှစ်ကာလဖြစ်ပါလေစီဝါလလပတ်တီလေတက်တက်ပါလေကပနိုင်ငံသုံးငွေလေတဲ့အမြောက်များ အလူရက်ကိုဝင်တက်ပါလေရှင်ကျမ်းမာရေးအညာများ စီးပွားရေးတိုက်ခန်းများကင်းစင်ရန်အတွက်တော့နှစ်ဆန်းတရနှစ်မှာတယောကမွန်းနဲ့ခေါင်းလျှော်ပါမေအဲ့လိုခေါင်းလျှော်ခြင်းနဲ့တူအဲ့တယောကမွန်းနဲ့ကို ကျမတို့ပြားရေး60နွားတို့60 နန္ဒာငါးပါးထည့်ပြီးရောခေါင်းစည်းမင်္ဂလာပြုလုပ်လိုက်ပါအင်္ဂါသာသမီးတွေကောင်းတဲ့ကောင်းတော်မှာ ဖြစ်ပါရဲ့ရှင်ထို့အတူပဲတနင်္လာသာသမီးတွေတနင်္လာသာသမီးတွေဟာဒီနှစ်မှာတော့ညံ့နေလို့လည်းပြောလို့မရဘူးနော်ကိုရဲ့ကံဆွမ်းအားကအလယ်မှာရှိနေတယ်ကိုနည်းနည်းလေးကောင်းအောင်လုပ်တာနဲ့ဖြတ်ကလေးပေါ်တက်သွားကံကောင်းတဲ့နေရာရောက်သွားမှစီးပွားတက်သွားမှနည်းနည်းလေး ကိုကဝရိယနေတယ်အားနေတယ်ဆိုတော့ဒီ margin ပေါ်မှာပဲရှိတယ်အလေလပါပဲရှိအောက်ကိုပြုတ်ကျစရာအကြောင်းရှိဘူးသူနေထားဟုတ်ကအဲ့လောက်ထိကောင်းနေပါတယ်ရှင်မျောလင့်ထားတဲ့အတိုင်းအလုတ်တွေအောင်းအောင်းမြင်းမြင်းလုတ်ကင်နိုင်ကြမှာဖြစ်ပြီးတစ်နှစ်ပတ်လုံးလဲပျော်စရာလေးတွေဂျုံလိုက်စိတ်ညစ်စရာလေးတွေဂျုံလိုက်နဲ့ကောင်းတခါဆိုးတလဲဖြစ်နေတတ်ပါတယ်အဆိုးဖြစ်စီအကောင်းဖြစ်စီတနင်္လာသားသမီးတွေရင်ဆိုင်ရမှာတော့ ်တစ်ခါနှစ်ခါပြန်ဖြစ်တတ်တယ်။ကောင်းရင်လည်းနှစ်ခါပြန်ဖြစ်တတ်တယ်၊ဆိုးရင်လည်းနှစ်ခါပြန်ဖြစ်တတ်တယ်ရှင့်။အဲ့ဒါကိုတော့တင်ကြီးခံရမှာပေါ့။အဲ့တော့ကောင်းတာလေးဖြစ်လိုက်နောက်တစ်ခါကောင်းဖို့အတွက်ကုသကံကောင်းအောင်ပြန်လုပ်ပြီးတော့လုပ်ပေးလိုက်ပါ။ဆိုးတာရှိရင်လည်းအဲ့ဒီအဆိုးကြီးဓာတ်ကြီးကိုပပျောက်သွားအောင်ကံတရားကိုပဲကျမတို့ထိမ့်သိမ့်နဲ့ကုသိုလ်နဲ့ရှင်နဲ့အခြေတရားတွေပြုလုပ်ပေးလိုက်ပါ။ကောင်းတာလေးတွေနှစ်ခါပြန်ဖြစ်ပြီးဆိုးတာလေးတွေပပျောက်သွားမှဖြစ်ပါတယ်။အဲ့တော့ကောင်းတဲ့ကောင်းတော့အောင် နှစ်ဆန်းတည့်နေ့မှာခေါင်းစည်းမင်္ဂလာ ပြုလုပ်ပြီးတာနဲ့ခုနေရဖျားမှာနွားနို့ရေ လိမ်မောရေရေစည်းဖြော်ရေဆိုတဲ့ဒီနှစ်ကအကောင်း၃မျိုးကိုဖျားမှာလှူဒန်းလိုက်မယ်ဆိုရင်1388ခေတ်မှာတနင်္လာသားသမီးတွေအညံ့နေခိုက်တည်အားလုံးပပျောက်ပြီးပုတိဆိုတဲ့ညံ့တဲ့နေရာရဲ့အညံ့တွေပြေပြောက်သွားမှာဖြစ်ပါတယ်ရှင်ထို့တူပဲတနင်္လာသားသမီးတွေ အာဒီနှစ်ကတော့ဘင်ကားမှာရှိတယ်ရှင်ဘင်ကားဆိုတော့ကျမတို့မြမအယူဆအနေနဲ့ဆိုတော့နင်းနေညံ့နေရှင်နော်အတိုက်ခံနေများတတ်တယ်ကိုလုံးနေတဲ့အလုံးမှလည်းအပြောင်းလဲတစ်ခုရှိတတ်တယ်မပြောင်းမဲလုံးနေတဲကောင်းတယ်နည်းနည်းလေးပြောင်းလိုက်တာနဲ့အဲ့ဒီနောက်တစ်ခုကကို့အတွက်တိတ်ပြီးထင်သလောက်အကျိုးမပေးတာမျိုးကြုံရတတ်ပါလေဒါကြောင့်လဲမိမိဩစာတီမြဲပြီးသူများလာတိုက်လေကိုကပြောင်းလေဖြစ်အောင် အကြီးအကဲများနဲ့လည်းအစဉ်ပြေငယ်သူတွေနဲ့လည်းချီးမြှောက်စေရန်အတွက်မြန်မာနှစ်ဆန်းတည့်နှစ်မှာမိမိရဲ့အငန့်လေးပြဖြောက်တဲ့သဘောမျိုးနဲ့မိမိပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုနှစ်သက်တဲ့ပစ္စည်းစုပုံတော်ကောင်းပါတယ်အထူးသဖြင့်မိမိကြိုက်တဲ့အိမ်လေးပဲဖြစ်ဖြစ်နော်အဘောပြင်းလေးပဲဖြစ်ဖြစ်ကံသူအမျက်တနိုးထားတဲ့ပစ္စည်းလေးတစ်ခုကိုကိုယ်တိုင်သို့မဟုတ်တခြားတယောက်ကိုဖြည့်ဆည်းခိုင်းလိုက်ပါရှင် င်းစန်းတဲ့နေ့မှာခေါင်းစည်းမင်္ဂလာလုပ်ပြီးတဲ့နေ့ဖြစ်စီလဲရမယ်တော့အဲ့ဒါဆိုသူ့ရဲ့အငန့်နေအခိုက်တွေပပျောက်သွားတတ်ပါလေတနှစ်တာတုံးအတွက်လေမြတ်စွာဘုရားရုပ်ပွားတော်တွေကိုမျက်နေတော်ကိုရွှေချပေးတာမျိုး မကြကနာပြုလုပ်ပေးလိုက်ပါရွှေလေးတစ်ဆိုင်ကလည်းကို့အတွက်အထူးပဲကုသကံတက်ရှိပါလေအများကြီးချမှာမဟုတ်ပါဘူးနောက်ပြီးညောင်ပင်တစ်ပင်ကိုညောင်ထောက်ပေးလိုက်ပါရှင် ညောင်ထောက်တဲ့အခါမှာလည်းတနင်္လာသားသမီးတွေကကိုယ့်ရဲ့အာယုရဖြစ်တဲ့အရှိတောင်ကိုထွက်နေတဲ့ညောင်ခိုင်းကိုကိုယ့်အရက်နဲ့ညီတဲ့ဝလုံးဆိုလဲဝလုံးပေါ့တသားဆိုလဲတသားပေါ့တချို့ကတနင်္လာနေ့တွေဖြစ်နေတဲ့အတွက်နည်းနည်းတက်ကြီးရွယ်တွေလုတ်ပင်ဆိုရင်တော့အုတ်ကလေးကိုကျမတို့ဒီလိုလိုခြံစည်းိုးတိုင်တွေလုတ်တယ်လို့ပေါ့အဲ့ဒီမှာသူ့အရက်နဲ့ညီတဲ့အုတ်တန်လေးတစ်ခုကို အဲ့ဒီတနုငနေတွေကအရှိတဲ့ထဲမှာရှိတဲ့ညောင်ကိုင်းကိုညောင်ထောက်ပေးလိုက်ပါရှင်ဒီတစ်နှစ်လုံးမှာကျမ်းမှာကြက်ခိုင်ပြီးပျော်စင်စရာတွေတွေ့ကြုံသွားမှာဖြစ်ပါတယ်တနုငနေသားသမီးတွေကံကောင်းသွားမှာဖြစ်ပါတယ်ရှင်